ဓာတိတွေကိုကိုနဲ့ယင်းနီယာယင်းနီကြောင့်နေရှိပါတယ်ရှိပါအဲ့အမှုတွေလည်းမပြောဘဲနဲ့မဲပေးဖို့လောက်ပဲမဲပါတီပဲပေးပေးမဲပေးဖို့ကတော့အဓိကအားလို့ကျွန်တော်နေတော့မြင်ပါတယ်အကုန်အကုန်လုံးကတော့ပေးခြင်းတဲ့လူတွေများပါတယ်ဆန္ဒမဲကိုတော်တော်လေးကိုတက်ကြပါတယ်အခုကအခုနေထားဆိုရင်တော့မဲကိုပေးမှသာလျှင်မဲအောင်မကြိုက်ဘူးမကြိုက်ဘူးကြိုက်တယ်ဆိုတာကတော့ မဲပေးမှဆုံးပြလိုက်တာအကောင်းဆုံးပဲလို့ကျွန်တော်အနေနဲ့တော့ယူဆတယ်ဟုတ်ကဲ့လူငယ်တွေကကျွန်တော်တို့လူကြီးတွေနဲ့ဆိုင်ပို့ပြီးတော့အုံနောက်ပြေးတယ်ပြေးတဲ့အခါကျတော့သူတို့မဲပေးလိုက်လို့ရှိရင်တော့ ပြန်မဲ့လူပြေးမဲ့လူတော့ကျွန်တော်အနေနဲ့တော့မြင်တယ်ဟုတ်ကဲ့ဦးမင်္ဂလာပါရှင်ဟောမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါလက်ရှိမှာရောဒါရေကောက်ဝင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုကဏ္ဍလေးတွေမှာပါဝင်ဆောင်ရွက်နေလဲရှင်ကျွန်တော်ပါဝင်တော့ဒီကြီးစွာရက်ွက်ကော်မရှင်ဥက္ကဋ္ဌဗောလေကျွန်တော်တာဝန်ယူထားပါတယ်ဟုတ်ကဲ့ပါရှင်ဒီရကြီးကော်မရှင်ဥက္ကဋ္ဌတူအနေနဲ့လက်ရှိရွေးကောက်ပွဲမှာဒါမဲပေးချမဲ့ပြည်သူတွေကိုဘယ်လိုပုံစံမျိုးလေးတွေနဲ့ကူညီဆောင်ရွက်ပေးနေလဲရှင်ဒီပထမလာပြီးတော့မှကြီးတဲ့အချိန်မှာ ဟိုအကြမ်းပြင်းပေါ့ပထမတစ်ချိန်မှာကျွန်တော်တို့လာကတ်တယ်လာကတ်တယ်လာကြည့်ကြလာကြည့်တော့အခါကျတော့ကြည့်တဲ့အင်အားကနည်းနည်းတော့နည်းတယ်ဟုတ်ကဲ့နည်းတယ်နည်းတယ်ဆိုတော့ကလည်းဘေးရဲ့ယောဒီလေးပြီးပါမှာပေါ့ဟုတ်ကဲ့အဲပါပြီမဲ့လဲနောက်တစ်ဖြည်းဖြည်းတစ်ဖြည်းနဲ့ရက်ကကတ်လာတဲ့အခါကျတော့မဲလာကြည့်တဲ့သူကတော်တော်လေးကိုတိုးမပေါက်ပါဘူးတော်တော်လေးကိုလာကြည့်ကြပါရစေအဲ့ချိန်မှာဘာကိုမဲမပါဘူးတို့ပြောတဲ့လူတို့ကျမတို့ဒီရက်ွက်က ဘုံသာ66ရှိပါလေနဲ့ဒီထဲမှာမဲမပါဘူးလို့ဘာလို့အဲ့မို့ဒီဟိုပြောပါတယ်ဟုတ်ကဲ့ပြောတဲ့ခါကျတော့ဒီအဲအဲ့ဒါဆိုရင်လည်းဘုံသာဒီရက်ကွက်ကပုံသဏ်66ဆိုလို့ရှိရင်ပုံသဏ်31မှာတခြားရက်ကွက်ကတခြားပြည်နယ်ကဘယ်ပြည်နယ်ကပဲဖြစ်ဖြစ်ကျွန်တော်တို့မဲပေးမယ်ဆိုလို့ရှိရင်ပုံသဏ်3ကကြီးနဲ့ပဲတင်မှာရပါတယ်ကျွန်တော်တို့အထက်တင်ပြမှာအချိန်ကလည်းအများကြီးရှိပါသေးတယ်ဆိုတော့ပြောတဲ့အချိန်ကျတော့ကျွန်တော်တို့ တော်တော်ကိုဒါကျွန်တော်တို့မိုးချုပ်9နာရီ10နာရီလောက်ထအောင်ကျွန်တော်ရေးရပါတယ်ဟုတ်ကဲ့ရေးရတဲ့ဆိုတော့အများကြီးတက်လာတာဗောလေဟုတ်ကဲ့အဲတချို့ကလည်းကြံတဲ့ကြံခဲ့တာလေးရှိတာဗောပုံစံ66ကလည်းကြံခဲ့တာလေးတွေနဲတယ်ပုံစံ3ကကြီးကတော့တော်တော်များများကျွန်တော်တို့ရှိရဲအဲ့တော့မဲစင်းရေတွက်ကဘလောက်ရှိလဲဆိုတော့၄တောင်နဲ့12ဦးပဲတင်ကတ်နိုင်တယ်ဗောလေ၄တောင်နဲ့12ဦးဗောလေအဲ့လိုလေးရှိတယ်မဲရေတွက်ကအဲ့လောက်ပဲ တက်နိုင်ပါလေ။အဲဒီနောက်တစ်ခါဒုတိယအချိန်ကိုပြန်ပြီးတော့မှကော်မရှင်ကနေပြီးတော့မှမြို့နယ်ကော်မရှင်ကနေချပြီးတဲ့ခါကျပြန်ကတ်တယ်ပြန်ကတ်တော့ခါကျတော့မဲကြီးတက်ကတော့နည်းနည်းများသွားတယ်။ဒါဆိုတော့ဘာတော်နဲ့90ဦးဖြစ်သွားတယ်။တစ်ထောင်ကျော်ကျော်လောက်ကိုကျွန်တော်တို့ကွာဟချက်ရှိတာပေါ့လေ။အဲ့တော့ကခုနကကျွန်တော်ပထမတစ်ချိန်မှသွားမယ်ပုံစံ3ဒီနဲ့ပုံစံ3ကကြီးနဲ့တင်လိုက်တဲ့အရေးတော်ကအများကြီးတစ်ထောင်ကျော်ပေါ့လေ အဲ့ဒါတွေကိုစစ်စစ်ပြောမှာပထမဟာရေတွက်ကကျွန်တော်တို့ဆင်းရှင်ရန်ထွက်သွားတဲ့ပုဂ္ဂိုလ်တို့နောက်တစ်ခါကျတော့ဟိုမဲမပေးနိုင်ဘူးဆိုတာတေဆုံးသွားတဲ့လူတွေပေါ့လေအဲ့ဒါတွေကိုပြန်ပြီးတော့မှစစ်စစ်ထုတ်လိုက်တယ်ကွန်မရှင်ကနေပြီးတော့မှဘယ်နှဦးဘယ်နှဦးဘယ်နှဦးအဲ့ရော့ရော့ရော့ပြီးတော့အရင်ပထမဥယေကတော့ရော့သွားတယ်ရော့တော့နောက်ဥခါက1000ကျော်ဆိုတာ1500လောက်ရှိတယ် ဖောင်းကပထမဦးဆုံးရော့တဲ့လူနဲ့နောက်တင်လိုက်တဲ့ဟာနဲ့ဆိုတော့မျှချင်းဆိုတော့9000နဲ့90ဦးလောက်ကျန်နေတယ်အခုဒုတိယအချိန်မှာ9000နဲ့90ဦးတိတိကျွန်တော်ကတ်နိုင်ပါတယ်အခုကတော့လာကြည့်ကြပါလေတော်တော်များများကိုလာကြည့်ကြတယ်ဘာမလို့အများလဲအခုကျမှတော်တော်လေးကိုကျွန်တော်လင်းလဲဒါမနေ့မိုးလင်းတဲ့ကကျွန်တော်တို့လည်းမေးဖြေအံ့မှုတွေနဲ့လောက်ခရတာတော်တော်ပင်မမှားတဲ့ဒုတိယအချိန်ကတော့အတ္တတရောလေးရှိပါတယ်အဲပြေးခြင်းတဲ့အနေထားလည်း ဟိုသူတို့ဘာဖြစ်လို့ပထမအချိန်နဲ့ဒုတိယအချိန်ကွာလဲဆိုတော့သူတို့သဘောပေါက်လာတဲ့သဘောတော့ရှိပါတယ်ဟုတ်ကဲ့။အသဘောပေါက်တယ်။သဘောပေါက်လို့လာရင်အခုလိုလေးပေါ့လေမြေမြနာတို့ဘာလို့ပထမအချီလောက်ကိုမကအောင်ကျွန်တော်တို့ပင်မန်းတယ်။ကျွန်တော်တို့အဖက်ဝင်တွေတော်တော်လေးကိုပင်မန်းပါတယ်။ဟောထမင်းတော့ကျွန်တော်တို့ဟိုထမင်းတုတ်ကိုယူပြီးတော့မှမှားပြီးတော့မှစားရတဲ့အဆင်မျိုးအမေးဓာတ်တွေများလို့ပေါ့လေ။ဟုတ်ကဲ့ရှင်။ကျွန်တော်လည်းတတ်နိုင်သလောက်တော့ဖြည့်ပြီးတယ်။ဒါပေမဲ့ကျွန်တော်တို့မဖြည့်နိုင်တာလေးကြတော့လဲ ဟိုကော်မရှင်ကိုမြို့နဲ့ကော်မရှင်ကိုမေးရတာဗောလေမေးပြီးတော့မှပြန်ဖြည့်ပေးတယ်ပြန်ပြည့်ပြီးတော့အခုချိန်ကတော့ဘာသက်တရားတော်တော်ရှိပါတယ်လို့ကျွန်တော်အနေနဲ့ဖြည့်ခြင်းပါတယ်ဒါဆိုလို့ရှိရင်အခုပြည်သူတွေအနေနဲ့ပေါ့နော်ဒါရွှေကောက်ပွဲနီးလာတာနဲ့အမြရွှေကောက်ပွဲပေါ်မှာစိတ်ဝင်တစားလည်းရှိလာကြတယ်ပေါ့နော်အဲလက်ရှိမှာရောဒါကျွတင်မဲပေးရရင်လည်းပတ်သက်ပြီးတော့ဘယ်လိုလေးတွေကိုညီဆောင်ရက်ပေးနေလဲရှင်ကျွတင်မဲကပထမအတုပ်အနေနဲ့တော့ကျွန်တော်တို့ဘယ်သူဦးစားပြီးတော့ចောင်းသားတွေဦးစားပေးပါတယ်ခင်ဗျဟုတ်ကဲ့နေတက်မဲလူတွေကြတော့သူကကျွတင်မဲပေးသွားတယ် ်ဟိုအဝေးတင်ကြတော့ကျွန်တော်တို့ကအဲ့ချိန်ကြတော့ကျောင်းကနားပြီနားတခါကျတော့ကိုတိလျောက်မဲပေးတဲ့အချိန်မှာပေးလို့ရတယ်ဒီဟိုကကျတော့ဒေးတက်မဲ့လူတွေကျတော့တို့ကျတော့အဲ့ချိန်မှာကျောင်းဖွင့်နေတယ်ကျောင်းဖွင့်နေတော့တို့ကျတော့တီးကြပေါ်လေကျွန်တော်တို့ကျွတ်တက်မဲပေးပိုင်ခွင့်ကျွန်တော်တို့မဲသင်းပါတဲ့လူတွေအကုန်လုံးမဲပေးပြီးတော့မှတော့ပါတယ်ခင်ဗျ30နဲ့တဦးလောက်ရှိပါတယ်အဲ့လောက်လောက်တော့ကျွန်တော်တို့ချစ်တင်မဲအနေနဲ့ရရှိပါတယ်ခင်ဗျ ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်ဒီနိုင်ငံဝန်ထမ်းတွေရောဒါကြိုတင်မဲ့ပေးခွင့်ပြုတယ်လို့သိရပါတယ်ရှင်အခုနိုင်ငံဝန်ထမ်းတွေရောကြိုတင်မဲ့ပေးတာရှိလားရှင်အရေးအတွက်ကဘယ်လောက်ရှိလဲရှင်အော်အခုနိုင်ငံဝန်ထမ်းကတော့ကျွန်တော်တို့ဒွင်းသားတွေမှာပါတာတော့ဟိုကပြောလိုက်တာ25ရက်က29ရက်နေ့ထိလို့ပြောတယ်ဟုတ်ကဲ့အဲ့မှာတော့နိုင်ငံဝန်ထမ်းတောင်းဝန်ဒီကနေ့ပြောမှာတောင်းဝန်သွားမဲ့လူတွေအဲ့ရနေ့ပြောမှာအထက်ဥသိရရှိရလက်မှတ်တယ်ပေါ့လေဟောအဲ့မို့ဒီတော့ကျွန်တော်တို့ စောအောတော့စောအောထားပါတယ်တချို့ကလည်းလာပြီးတော့မေးကြတာပေါ့လေကျွတ်တင်မဲတချို့ကလည်းဟောပါလေကျွတ်တင်မဲကိုပေးသွားခြင်းနဲ့ဆန္ဒတွေကများတယ်များတော့ကျွန်တော်တို့ဘောနေပြောင်းမှာဘယ်လိုဒီကျွန်တော်တို့ညွှန်ကြားလဲဆိုတော့အထက်အရာရှိရဲ့ခွင့်ပြုချက်သူကဘယ်နေ့ဘယ်ရက်မှာဘယ်တောင်ကိုသွားပါမယ်အဲ့ဒါမှန်ကန်ပါတယ်ဆိုလို့ချင်းကျွန်တော်တို့အဲ့ဒီဝန်ထမ်းတွေကိုတော့ကျွန်တော်ကျွတ်တင်မဲပေးရပါတယ်ခင်ဗျပေးပါပါကျွန်တော်အဲ့ဒါဒီလည်းအပေါ်လည်းညွှန်ကြားထားပါတယ် ပြီးတော့ဒီမှာတောင်းဝကြတဲ့ဆရာမတွေမဲယုံနဲ့မှာကိုစီကိုစီတောင်းဝကြတဲ့ဒူမဲယုံမှုအဖွဲ့ဝင်တွေပေါ့လေအဲ့ဒါလေးဒါတော့ချွတ်တင်ပေးပေးရမှာတော့အမှန်ပါပဲခင်ဗျဟုတ်ကဲ့ပါရှင်။အဲကြွတင်မဲတွေကိုဒါထိမ့်သိမ့်တဲ့အခါမှာဒီမဲပေးရပြည်သူတွေစိတ်ချနိုင်မှုရှိရလားရှင်။ဘလိုမျိုးလေးတွေပြန်ပြီးတော့သတင်းလေးပြန်ကြားရလဲရှင်။ကြွတင်မဲပေးတဲ့လူကတော့တော်တော်အားသက်တွေရောဖြစ်နေတာ။ကြွတင်မဲကတော်တော်လေးကိုဗောလေတချို့လဲဘုနဲ့နေကဟိုများမှကြောက်လို့ ်ညတော့မတမမတမမှုဆိုတော့မဲပေးခြင်းနဲ့ဆန္ဒပဲရှိတယ်မဲပေးခြင်းနဲ့လူကဟိုကျွန်တော်တို့ကလည်းအဲ့ဒါကိုဖောက်ပွားပဲမှာဟိုငါတော့မှတထောင်လောက်ဖြစ်သွားတယ်ဆိုရင်ဒါမဟုတ်သေးဘူးမယုံသားနိုင်ဘူးပေါ့လေအဲ့ဒါတွေကိုအထက်ကလည်းဒီလိုဒီလိုရှိတယ်ဆိုညှဉ်းကြတာလေးရတော့ခွန်းနာကအထက်အရာရှိရဲ့ဟိုပါလေအတော်သေးပေါ့လေဟိုထောက်ကန့်ချက်ပါမသားလင်ကျွတ်တယ်မဲ ေးလို့ရမယ်ဆိုတော့ကန့်တက်ကြင်လေးတစ်ခုပဲရှိပါတယ်အကုန်အကုန်လုံးကတော့ပေးခြင်းတဲ့လူတွေများပါတယ်ဆန္ဒမဲကိုတော်တော်လေးကိုတက်ကြွပါတယ်အခုကအခုနေထားဆိုရင်တော့ကျွန်တော်လည်းခြင်းနဲ့ပါတယ်ခုလိုလာကြည့်တာတော့ဘာလို့နေထားကြည့်တော့လေအားရပါတယ်ကျွန်တော်အနေနဲ့လောက်ခံရတာလဲဟုတ်ကဲ့ပါရှင်တော့အဲ့ဒါမှလည်းကျွန်တော်တို့ဟိုမဲမကြည့်ဘူးဆိုတော့ဒါတမျိုးပေါ့လေကျွန်တော်အနေနဲ့အခုကဘယ်လိုလဲမဲရုံကိုကျွန်တော်တို့ကိုယ်တိုင်လည်းရှာပြရတယ် ပြီးတော့မယုံတက်မှာသူတော့9000ကြီးဆိုတော့လေကျွန်တော်တို့လည်းရှာနိုင်တဲ့လောက်ရှာတယ်သူတို့လည်းရှာခိုင်းတယ်တချို့တော့2ရက်လောက်ကိုလာပြီးတော့မှရှာတယ်ဆိုတဲ့အနေထားမျိုးရှိတာပေါ့လေအားလုံးမူမဲပေးမဲ့လူနေထားတော့တဲ့ရရှိပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်အဲမဲပေးကြမဲ့ပြည်သူတွေရောဒါရကြေးကော်မရှင်အဖွဲ့ဝင်တဦးအနေနဲ့ဥက္ခရာတဦးအနေနဲ့ဗာရင်များပြောချင်တာရှိလဲရှင်မဲပေးမဲ့လူကတော့မန်းတော့မဲကတော့ မြန်မာနိုင်ငံမှာနေတဲ့လူတိုင်းကတော့မဲပေးခြင်းနဲ့လူလို့ပဲဟိုအရင်တော့ကတော့ရှိကြတာအသေးကြကမဲတပြဘာညာလည်းပေါ့အရင်တော့ကတော့ပြောကြတာပေါ့လေအခုကမဲကိုပေးမှသာလင်ဟိုမဲအောင်မကြိုက်ဘူးမကြိုက်ဘူးကြိုက်တယ်ဆိုတာကတော့မဲပေးမှဆုံးပြလိုက်တာအကောင်ဆုံးပဲလို့ကျွန်တော်အနေနဲ့တော့ယူဆတယ်မဲမပေးဆိုတာခွင့်ရတစ်ခုလည်းဆုံးရှုံးသွားပြီ။ဒါဆိုတော့ကိုမလို့ခြင်းတဲ့လူကဟိုတက်လာမယ်ထွက်တော်မှဖြစ်သွားမယ်။ ဟောဘာမှလည်းဟိုအရင်တော့ကလည်းလောက်ကကင်ကဲတူလည်းမရှိဘူးအခုကြမှဟိုမုတ်ကြွှေကိုတို့ပေါ့လေလွတ်တော့တတိပုဂ္ဂလာတို့ဘာတို့လာပြီးတော့မှတင်လောက်ကြတာပေါ့လေဒါတွေလည်းဟိုဟိုသူတို့ကတိလာတယ်တိလာတဲ့ခါကျတော့သူတို့ကဟိုလောက်တဲ့ကင်တဲ့ဟိုအရင်တည်းကပူပေါင်းဆောင်ရွက်ပြီးတော့တမန်တော်ပူပေါင်းဆောင်ရွက်တဲ့ပုဂ္ဂိုလ်မျိုးတွေသူတို့တိသွားပြီအခုကမဲလွတ်တော်ကိုယ်စားဒီသူလွတ်တော်ကဘသူအမျိုးသားတော်တော်ကဘသူတတိပုဂ္ဂလာဘသူတော့ ါတီလေးခုနှစ်ခုကျွန်တော်တို့ဒီမှာရှိဟိုကြီးမှာပါညတော့အဲ့ဒါတွေရအနေထားရှိတော့ကျွန်တော်တို့အဲ့ဒါအထီတော်တော့စုံစုံစည်းစည်းမမေးတော့ဘူးမဲပေးကျင်တာတော့တော်တော်တက်တက်တကြဆိုရှိတယ်လို့ကျွန်တော်အနေနဲ့ခံယူပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်အဲဒီတခြားတော့ပေါ့နော်တခြားရက်ွက်တွေတခြားဒေတာမှာရှိနေရဲ့ရကြီးကော်မရှင်တွေရောဒါမဲပေးကြမဲ့ပြည်သူတွေအတွက်ကိုအကူအညီပံ့ပိုးအောင်လို့တိုက်တွန်းချင်တာရှိရင်လည်းပြောပြပါအောင်ရှင်ကျွန်တော်အနေနဲ့တော့ကော်မရှင်တွေရလဲအကုန်လုံးပါလေဟိုဘဲမလိုက်ဖြစ်နေပေါ့ဗျာ ။ဓာတီတွေကိုကိုယ်နဲ့ယင်းနီယာယင်းနီချောင်းနေရှိပါတယ်။ရှိပါအဲ့အမှုတွေလည်းမပြောဘဲနဲ့မဲပေးဖို့လောက်ပဲ။ဘယ်ပါတီပဲပေးပေးမဲပေးဖို့ကတော့အဓိကလို့ကျွန်တော်နေတာမြင်ပါတယ်။မဲပေးရင်ကျွန်တော်တို့အနေနဲ့ဒါတက်ကြွမှုနဲ့မဲပေးခြင်းပြီးတော့ तू ဟာသူ့တို့အုံနောက်ကအခုကိလူငယ်တွေကကျွန်တော်တို့လူကြီးတွေနဲ့ဆိုင်ရင်ပို့ပြီးတော့အုံနောက်ပြေးတယ်။ပြေးတဲ့အခါကျတော့သူတို့မဲပေးလိုက်လို့ရှိရင်တော့ကြံမဲ့လူပေးမဲ့လူတော့ကျွန်တော်အနေနဲ့တော့မြင်တယ်။အဲဒါကြောင့်မပေးကြပါလို့ကျွန်တော်အနေနဲ့တော့ တိုက်တွန်းခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဖေကြပေးလို့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်တို့အခုလာပြီးတော့မေးမြန်းတာအတွက်ကိုလည်းဟုတ်ကဲ့